One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအလုံးမင်္ဂလာပါခင်ဗျာ One Channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လာစဉ်ရတဲ့အားတွေကိုထုတ်လွှင့်ပေးလဲရှိပါတယ်ကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မလ26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိတနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်ဒီတစ်ပတ်တောင်တွင်မှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကန်စာတာကျွန်တော်ကောင်းနေတဲ့ရက်တွေကိုရောက်နေတဲ့ရက်အပိုင်းခြားတွေဖြစ်ပါတယ် တော့ဒီလိုရံမျိုးတွေမှာကျွန်တော်တို့လုပ်ငန်းတွေတိုးတက်မယ်လုပ်ငန်းတစ်ခုစမယ်ဆိုလဲစလို့ရတယ်အဲ့တော့အလုပ်တွေရှောက်ထားရဆိုရင်လည်းကျွန်တော်တို့အလုပ်ရမယ်ရံမျိုးတွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်ဝန်ထမ်းပဲဖြစ်ဖြစ်ဌာနဆိုင်ရာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လူပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ယာထူးကိုယ့်ရဲ့နေရာမှာကိုရောက်နေတဲ့နေရာမှာကိုကျင်နေနေရတဲ့ပတ်ဝန်းကျင်မှာကျွန်တော်ယာထူးတိုးတာမျိုးတွေယာထူးတိုးတက်တာမျိုးတွေယာထူးတိုးတယ်လို့မျိုးတွေကျွန်တော်ကြုံမဲ့ရက်တွေဖြစ်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ခါတိုင်းရက်တွေနဲ့မတူကိုပါဝင်ကျင်းမှာကိုရောက်လျာနေရမှာကျွန်တော်တဘိုးဩစာတွေကျွန်တော်တို့မြင့်တက်နေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်ကောင်းတဲ့နာမည်ဂုဏ်သတင်းတွေနဲ့ကြော်ကြမယ်။အဲ့တော့ပျော်စရာကောင်းတဲ့အလုပ်တွေကိုကျွန်တော်ပျော်ပျော်ရွှင်ရွှင်လေးနဲ့အလုပ်ခံရမယ့်ရက်တွေဖြစ်တယ်။အဲ့ဒီမျိုးပဲကျွန်တော်ကောင်းသောခီးတွေသွားရမယ်ဖျားမှုခီးတွေသွားရမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးတွေလည်းကျွန်တော်တို့အဆင်ပြေမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ကျွန်တော်တို့ဘယ်ကိစ္စမဆို အရေးကြီးတဲ့ကိစ္စတွေလုံမလား၊ကင်မလား၊စမလားပြုမှုပြောဆိုဆုံးဖြတ်လုပ်ကင်မယ်ဆိုရင်လည်းကျွန်တော်တို့လုပ်ကင်တဲ့ရက်တွေလုံမယ်ဆိုလည်းအောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲ၊ဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ခီးသွားပြီးလုံအောင်မဲ့ကိစ္စမျိုးတွေ စကားလိုလာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတုတ်တန်တစ်တဲနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှပပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖို့နဲ့ယရနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်ဆိုလက်ဖက်ကြောင့်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ what တို့ why တို့နဲ့ပတ်သက်တဲ့ကိစ္စတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့ဒီလိုရံမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်အတွက်အဆင်ပြေတဲ့ကိစ္စတွေအကျိုးရှိတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ရင်လုပ်တယ်ဆိုရင်ကိုယ့်အတွက်အောင်မြင်မဲ့ကိစ္စတွေဖြစ်တယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အောင်မြင်အောင်ပြေပြီးဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်တော့ဒီလိုရံမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်မုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပယ်မျိုးမျိုးပြောင်းမျိုးမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဖယန်းလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပုံစံလိုအောင်မဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲအေးတို့အင်းတို့အုပ်တို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက် င်းတင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာရောင်းချင်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းမထွက်လို့ရောင်းထွက်ချင်တဲ့ပစ္စည်းတွေအမြန်ရောင်းထွက်ဖို့ဆိုရင်တော့ဘာလို့ရလဲဆိုတော့ကျွန်တော်အုံတညွန့်ရယ်ကျွန်တော်တို့မင်းမျိုးပန်းလေးတခတ်ကယ်ဒါမှမဟုတ်မင်းမျိုးပန်းလေးတပွင့်ရယ်ပေါ့နော်အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်ဂျင်ရှင်တွေဖို့ကျွန်တော်ဆက်ရှုပ်ခေါင်းဆုပ်ဆရာလေးတွေတော့ဖြစ်တတ်ပြီးကျွန်တော်ချစ်သူရေးသားတွေဖို့ကတော့ပျော်ရှင်ရမယ့်ရက်တွေဝမ်းသာမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေကကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာသတိထားရလဲဆိုတော့ကျွန်တော်ဘိုင်းနဲ့ပတ်သက်တာပေါင်နဲ့ပတ်သက်တာလေးတွေကတော့တတိထားဖို့လိုပြီးတော့အချိုးဘေးကန်ကောင်းစေတဲ့ခန်းနံပါတ်တွေဟာ၃ည၃၄၆ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေအနေနဲ့အချိုးဘေးကန်ကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ခန်းနံပါတ်လေးတစ်ခုရွေးချယ်မယ်ဆိုရင်အခုကျွန်တော်ပြောတဲ့ခန်းနံပါတ်တွေကိုရွေးချယ်အသုံးပြုသင့်ပါတယ်အဲ့တော့ဒီရန်တွေတင်းမှာတော့ တတင်းကုန်နေမွေးဖွားသူတွေဟာတခုအရေးကြောင်ကိစ္စရှိလို့ပဲဖြစ်ဖြစ်တခုကိစ္စတွေကျွန်တော်အောင်မြင်ရင်လို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့မိတ်ဆွေတွေကိုယ်အလုံးနေရဆိုလဲကိုယ်အလုံးနေရကိုယ်အိမ်ပါဝင်နေဆိုလဲကိုယ်အိမ်ပါဝင်နေရမိတ်ဆွေတွေကိုကျွန်တော်တို့ရှောက်သီးတွေရှောက်သီးတို့ကျွန်တော်တို့ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတပတ်တာအတွင်းမှာတတင်းကုန်နေမွေးဖွားသူတွေဟာပိုပြီးကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းတဲ့ကောင်းပြီးပိုအောင်မြင်သွားမယ်တပတ်တာဖြစ်ပါရယ်ခင်ဗျာတတင်းကုန်နေမွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ